မြမကျောင်းမြတ်ရတနာပြပွဲဒုတိယနေ့၌ပလဲအသွဲပေါင်း224သွဲရောင်းချရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်အကျဉ်း60မြောက်မြမချောင်းမြေရတနာပြပွဲကိုယမန်လေးကဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပခဲ့သောပလဲအသွဲပေါင်း224တွဲကိုရောင်းချခဲ့တယ်လို့သိရပါထိအဆိုပါပွဲကိုနိုဝင်ဘာလ18ရက်ကနေ26ရက်အထိ နေပြည်တော်ရှိမန္တလေးရတနာကျောက်စိမ့်ခန့်မှပါကျင်းပလျက်ရှိရာပြည်တွင်းပြည်ပရတနာကုန်တယ်များဖြင့် စီကားနေတယ်လို့ဆိုပါထိ ပြည်တွင်းပြည်ပရတနာကုန်တယ်များဟာမသည့်ရတနာကျောက်စိမ်းခန့်မှအထွင်းခင်းချင်းပြတာထားတဲ့ပလဲအသွဲများကျောက်စိမ်းကျောင်းမြတ်အသွဲများနဲ့ခန့်မှအပြင်ဘက်တက်မှန်နေရာများအလိုက်ခင်းချင်းပြတာထားတဲ့ကျောက်စိမ်းအသွဲများနဲ့ပလဲအသွဲများကိုရတနာကုန်တယ်များကကြည့်ရှုစစ်ဆေးပြီးဈေးနှုန်းတင်သွင်းလွှာများကိုသက်ဆိုင်ရာတင်သာပုံးများအတွင်းသို့ထည့်သွင်းခဲ့ကြတယ်လို့သိရပါတယ် အထည်နောက်ပလဲအတွက်အမှတ်တင်မှအတွက်အမှတ်246အထည်တင်သွင်းထားတဲ့ဈေးနှုန်းတင်သွင်းလွှာတွေကိုတာဝန်ရှိသူများကဖွင့်ပေါင်စစ်ဆေးကပလဲအတွက်ပေါင်224တွဲကို ရောင်းချရချောင်းကြီးညာခဲ့တယ်လို့ဆိုပါတယ်ပြပွဲတတရနေမှာလေပလဲအတွဲအမှတ်249ကနေအတွဲအမှတ်489အထိအိပ်ဖွင့်တင်သာစနစ်ဖြင့်ပြည်တွင်းပြည်ပရနာကုန်းတွေများအားဆက်လက်ရောင်းချပေးသွားမယ်လို့သိရပါတယ်ရှင်။